နောက်ဘဝရောက်သွားရင်ဒီလူဘဝနဲ့ပြန်ကြုံဖို့သာသနာ့ပြန်ကြုံဖို့ဆိုတာလိုက်ရှာလို့မရတော့မဖြစ်နိုင်တော့ဘူးဖြစ်နိုင်တော့ခရင်နေပြီလို့အရာကိုဦးစင်းကယောဂီတွေကိုလေးလေးနက်နက်သိစေချင်တယ်အခုငါသာသနာ့ကြုံနေပြီငါအခုလူဖြစ်နေပြီအခုကျင့်အခုရနေတဲ့အချိန်မှာငါအခုဘာလုပ်နေလဲငါဘဝရဲ့အဖြစ်ဟာ ပါလေအရာကူတော့ခေါင်းနဲ့ထည့်ပြီးစဉ်းစားမျောမနေနဲ့အချိန်နေဖြုံးမနေနဲ့သူများလေလွင့်သလို ကိုလျှောက်လေလွင့်နေတယ်ဟေးလာလာသူများလှုပ်သလိုကိုမလုံးနဲ့အချိန်နေမဖြုံးနဲ့တအားတန်မှုရှိနေတယ်တောင်းဦးစင်းပြောတယ်နံပါတ်1အထက်နေပေါင်းအောက်လုံအောင်ဖုံး 李拉文龙翁，天翁。